ပိတ်ဖွင့်ပတ်မင်းတွေးထွက်နိုင်တဲ့အပင်ကိုမြင်ဘူးလားဒါမို့လူတွေပြီးရတဲ့အနံဆိုးတဲ့ပန်းတွေကိုလည်းကြာဘူးလားကျွန်တော်တို့ကဘာမှာထင်ထားတာတည်းပိုးပြီးထူးဆန်းတဲ့အပင်တွေအများကြီးရှိပါတယ်ဒီနေ့ကျွန်တော်ကကဘာတဝန်းကထူးဆန်းဆုံးအပင်၅မျိုးကိုပြတာပြင်မယ်လှပပြီးထိတ်လန့်ပဲကောင်းတဲ့အပင်တွေပါတချီ dragon တွေးအပင်ဒီအပင်ကတခြားဂျိုကလာတယ်လို့ပဲဗျာ သူ့အစေကသွေးနီအောင်လို့နေနေတယ်။ရွှေလူကြီးတွေကဒါကို Dragon သွေးလို့ယုံကြည်ကြတယ်။နှစ်ပေါင်းထောင်ကြီးဆေးဝါးနဲ့စိုးစေးအတွက်အသုံးပြုခဲ့ကြတယ်။လူရက်ပြီးဆွေးမက်ဖို့ကောင်းတဲ့အပင်တစ်မျိုးပါ။နှစ်ဘေးရအပင်ထိတ်ကနေစိုက်ထားတဲ့အပင်လို့ပဲဗျ။အမြစ်လိုအပေါ်ကိုထောင်နေတဲ့အကိုင်းတွေကြောင့်ပါ။ပင်စီကကြီးမားပြီးရီထောင်ကြီးတူလောင်းနိုင်တယ်။အာဖရိကန်တွေကဒီအပင်ကိုဘဝအပင်လို့ခေါ်ရတယ်။ တော်ကြီးထဲမှာလူညက်တရိษံအများကြီးကိုအသက်ရှင်ဖို့ကဲ့တင်ပေးခဲ့တယ်၃ရီမောယောင်ယူကလစ်တပ်စ်ဒါကပကြီးကားမဟုတ်ဘူးဗျတကယ်အပင်မှသူ့အခောက်ကစိန်ယွာလိမ်မော်နီနဲ့ခရမ်းအထိရောင်ပြောင်းနေတယ်အခောက်ကျွေတိုင်းရောင်တက်လေးတွေပေါ်လာတယ်တောထဲကသက်တံလိုလှပတဲ့အပင်ပါလေးအင်းဆက်ဆအပင် ဒီအပင်ကလှပပေးမယ်ကြမ်းတမ်းတယ်ဗျသူ့မှာချိုမျက်ရည်နဲ့အခွက်ပုံတရံရှိတယ်အင်းဆက်တွေဝင်ပါရင်မလွတ်နိုင်ဘူးအတွင်းကအစာကြီးရည်တွေကအင်းဆက်တွေကိုခြေဖြတ်ပြီးသူ့အတွက်အစာဖြတ်သွားတယ်တဘာဝတရားရဲ့အန်အော်ဖွယ်ကောင်းတဲ့နမူနာပါငါပြိုင်းပန်းဒီပန်းပွင့်တဲ့အခါဥယျာဉ်အုံလုံးထပ်ပြေးကြတယ်သူ့အနံ့ကအလောင်းပုံအနံ့လို့ဆိုးွားလုံးလို့အင်းဆက်တွေကတော့ဒီအနံ့ကြောင့်ဝင်လာကြတယ် ဒါပေမဲ့ဒါကကဘာမှအကြီးဆုံးပန်းဖြစ်ပြီးနှစ်များစွာကြာမှတခါတလေပွင့်တတာပါ။ Okay ပါဒီထိကြားလာတဲ့အတူကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ကဘာကတကယ်အံ့ဩဖွယ်ကောင်းတယ်။လေးလာရှာရအများကြီးရှိနေသေးတယ်။ကျွန်တော်လည်းနေ့တန်လေးလာနေတော့မှပိုတိလာတာနဲ့မတိသေးတာပိုနားလေလာတယ်ဆိုတာတိလာတာပါတော့တိလာတာပါ။ကျေးဇူးတင်ပါတယ်။နောက်တစ်ခါမှပြန်တွေ့မယ်နော်။ ကဘာရဲ့ unover ဒေလာတွေကိုတဖန်လေ့လာကြမယ် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ကျွန်တော်တို့ G channel ကိုအားပေးပါအောင်